န်းစီအကျဉ်းချခံနေရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့မြမရှေ့ဆောင်ဘဏ် MAB ဥက္ကရာဦးချစ်ခိုင်နဲ့ဇီကဘာဦးခေရွှေရဲ့သားဦးစည်တီဟာတို့အပါအဝင်စီးပွားရေးလုပ်ငန်းရှင်တွေကိုဧပြီလ12ရက်နေ့ဒီကနေ့မနက်မှာစစ်ကောင်စီကပြန်လွှတ်ပေးလိုက်တယ်လို့အချင်းဦးစီနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။ဒီကနေ့မနက်မှာမန္တလေးအိုးဘိုထောင်ကနေ MAB ဥက္ကရာဦးချစ်ခိုင်ကိုပြန်လွှတ်ပေးလိုက်တယ်လို့ဦးစည်တီဟာကိုလည်းအင်းစိန်အချင်းထောင်ကနေပြန်လွှတ်ပေးလိုက်တယ်လို့အချင်းဦးစီနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါဗျ။ ငလင်ဖြစ်နေတော့အလူခံမှုရယ်ပြန်လဲထူထောင်ရေးမှာပါဝင်လို့ရအောင်ပြန်လွတ်ပေးတာဖြစ်မယ်။သူတို့နှစ်ယောက်တည်းမဟုတ်ဘူးတခြားစီးပွားရေးလုပ်ငန်းရှင်တွေလည်းပါတယ်လို့ပြောပါရစ်။အင်းစိန်ချင်းထောင်မှာဖန်ဆီးထားတဲ့စီးလုပ်ငန်းရှင်တွေနဲ့စံကုန်တယ်ကြီးတချို့ကိုလည်းဧပြီလ17ရက်နေ့ညပိုင်းကပြန်လွတ်ပေးခဲ့တယ်လို့စီးပွားရေးလုပ်ငန်းရှင်တယောက်ကပြောပါရစ်။ ဒီကနေ့ပြန်လွတ်လိုက်တဲ့ဦးစေတရာဟာဖခင်ဖြစ်သူဈေးကဘာဥခင်ရွှေနဲ့အတူ2022ခုနှစ်မတ်လ21ရက်နေ့ကဗဟန်းမြို့နယ်နေအိမ်မှာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးတဖားနှစ်ယောက်စလုံးပုံမှန်24နဲ့ထောင်နဲ့9နှစ်အမိန့်ချမှတ်က2024ခုနှစ်စက်တင်ဘာလ28ရက်နေ့28ရက်နေ့မှာဈေးကဘာဥခင်ရွှေကိုပြန်လွတ်ပေးခဲ့တာပါ။ အလားတူတန်းကိုစီဆိုင်တဲ့ MAB ဘန်တထေဦးချစ်ခိုင်ဟာလည်း2022ခုနှစ်ဘယ်လ25ရက်ညပိုင်းကရန်ကုန်မြို့မှာစစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရပြီးအဂတိပုံမှန်55နဲ့အမှုဖွင့်ကအိုးဘိုထောင်မှာထောင်နဲ့9နှစ်ချခံထားရသူဖြစ်ပါရဲ့ရှင်